အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တဲ့အားလုံးမင်္ဂလာပါ Newcastle နဲ့ Eddie Howe ကတော့သူတို့ရဲ့အိမ်ဝင်းဟာ Champion League မှာဘယ်လောက်ထိ strong ဖြစ်လဲဆိုတာကိုဇက်တိုက်ပြသနေစေဖြစ်တယ်ဒါ Newcastle ကဒါဘယ်လိုပြောမလဲ Champion League ရဲ့အိမ်ဝင်းအဖြစ်သူတို့ရဲ့အိမ်ဝင်းဒီနေ့ရသည်မှာ Newcastle ကအဝေးကွန်းမှာတပွဲပဲနိုင်တယ်အဲ့ဒါက Champion League ပွဲစဉ်နှစ် Union Saint ကိုအဝေးကွန်းနိုင်တာသူတို့အိမ်ဝင်းပွဲစဉ်တက်မှာ Barcelona ကိုရှုံးတယ် ဦးနေစိန်ကိုနိုင်တယ်ဘန်ဖီကာကိုနိုင်တယ်ပြီးတော့မှအခုထပ်ပြီးတော့ဒါနောက်ဆုံးပွဲအဖြစ်အက်သလက်တစ်ကလပ်ကိုနိုင်တယ်ပရီးမီးယားလိမှာလည်းသူတို့အင်ကွင်းမှာလီဗာပူးနဲ့အာဆယ်ကိုရှုံးပေမဲ့နိုင်သင့်နိုင်ထိုက်တဲ့အင်ကွင်းပွဲတွေကိုနိုင်တယ်ကပ်ပွဲမှာဆိုစပါ့စ်ကိုတော့နိုင်ပြီးတော့သူတို့ရဲ့အဝေးခွင်းကတောက်လျှောက်ရုန်းကန်နေစေဖြစ်တယ်ဆိုတော့ယူကာဆယ်ကဒီယာတီ ရလတ်ဒီအားလုံးကို reliable လုပ်နေတဲ့အချက်ကအိမ်ကွင်းရလတ်ပဲဒီအိမ်ကွင်းကပဲ Newcastle ရဲ့ DRT ကိုတော်တော်လေးအဆုံးသတ်ပေးတယ်ဒါဒီနေ့ရသည့်အဝေးကွင်းမှာ West Ham ကိုသူတို့ရှုံးတယ် Brighton ကိုရှုံးတယ်နောက်အဝေးကွင်းမှာဘုံမောက်ကိုတေး Leeds ကိုတေး Aston Villa ကိုတေးကြသလိုပြင်မဲ့ Champion League မှာတော့သူတို့အိမ်ကွင်းရလတ်ကတော့တည်ငြိမ်စေပေါ့လေသူတို့ Champion League ဒီ Premier League မှာလည်းအိမ်ကွင်းမှာ Fulham ရဲ့ Nottingham Forest ရဲ့ Wolves ရဲ့နိုင်တယ် ဘန်ဖီကာကိုချန်ပီယံလိမှာနိုင်ထားပြီးတော့ဒီနေ့ပွဲထပ်နိုင်တယ်ယူကာဆယ်တို့ချန်ပီယံလိဘိုက်တူဘက်၃ပွဲဆက်နိုင်တယ်ဖွင့်ပွဲတုန်းကဘာစလိုနာကိုသူတို့ရှုံးပြီးကြတဲ့ကနေဇက်တိုက်ရလက်ကောင်းနေတဲ့ယူကာဆယ်ကဒီအက်သလက်တစ်ကလပ်နဲ့ပွဲမှာစွမ်းဆောင်ရည်ကောင်းထပ်ပြီးပြသထားတယ်ထုံးစံနိုင်ပေါ့လေသူတို့ရဲ့အဓိကကစားမှာဒန်ပန်အပါဝင်ဒါဂျူလင်တန်တို့ရဲ့ ဒါဆွမ်းဆောင်ရေပေါ့လေညူကာဆယ်ကအရင်တည်းကဒါဆက်ပီးစားကောင်းတယ် area threat တွေအရန်အားကောင်းတယ်သူတို့မှာလုတ်တက်ကင်တက်တဲ့ quality player တွေအပြည့်အဝရှိတယ်ဒီချက်ကညူကာဆယ်ရဲ့အားသာချက်ပဲညူကာဆယ်အသင်းကအခုဒီပွဲမှာလဲသူတို့အားသာတဲ့ area jewel နဲ့ set piece တွေတောင်းကန်ဘောတွေ cross တွေကိုပဲအဓိကသုံးတယ်ကိုရသွားတဲ့အလုံးလေးတကယ်ကောင်းတယ်ထရီပီယာရဲ့ cross ကိုတံပန်းတိုက်သွားတဲ့အလုံးဆိုရင်ကျွန်တော်တခုပဲ ဒံပန်းကအခုလက်ရှိညူကာဆယ်မှာဝါထမတန်နဲ့သူနဲ့အမြင့်ဆုံးအဲ့တော့သူ့ကိုဟိုးနောက်ဆုံးမှာတယောက်တည်းလွတ်ပေးထားတယ်ထရီဘီယာခရော့စ်ကောင်းနေအက်သလက်တစ်ကလပ်ကကစားမတွေအကုန်လုံးကငိုင်းမိပြီးဟိုးနောက်ကနေဖြတ်တိုက်သွားတယ်ဒါပေမဲ့တိုက်တာတော့တော်တော်ကောင်းတယ်ကိုသူမယူနိုက်စီမွန်လုံးဝမတက်နိုင်ဘူးကိုးသွားတယ်တော်တော်ကောင်းတဲ့ခေါင်းတိုက်ချက်ဒါပေမဲ့ ဒီဓမ္မန်းကိုလွတ်ပေးထားတယ်ဆိုတဲ့အချက်ကိုကျွန်တော်နားကိုမလဲတာဓမ္မန်းကကက်ကူကန့်ရမယ်အတုံးယူကာဆဲဥဆောင်ကိုရတယ်သူတို့ကိုယ်တိုင် chance တွေလည်းရတယ် water meter အပိုင်းတစ်လုံးတိုက်ရသေးတယ်ဒါသူ့ရဲ့သူ့ရဲ့ body size နဲ့သူ့ကိုပေးလိုက်တဲ့ cross ကဲ way go pass တော့ delivery ကတော်တော်ကောင်းတယ်သူတကယ်ဆိုကိုးသိတဲ့အလုံးဒုတိယပိုင်းမှာလည်းဒီတိုင်းပဲယူကာဆဲစယုံမဲ့ရှိသေးတယ် Jolin Dan ကောင်းတိုက်သွားတဲ့ Harvey Barnes ပို့လိုက်တဲ့အလုံးဒီနေ့ဘွဲမှာဆိုယူကာဆဲအဲ့လို chance ရတာကျွန်တော်နောက်တစ်ခုကယူကာဆဲအသင်းမှာ ဂျေကော့မာဖီရဲ့အရေးပါမှုပေါ့လေဒီစားမကသူ့ကို first strike မသုံးမဲ့အရန်သုံးလဲဝင်လာတဲ့အချိန်မှာအမြဲတမ်းအားကိုးရတယ်အဲ့လိုမဟုတ်ဘူး first strike သုံးလဲအမြဲတမ်းအားကိုးရတယ်သူ့ရဲ့ညာတောင်ပံရဲ့ဘောလုံး passing ရဲ့ vision နဲ့သူ့ရဲ့ cross ကအမြဲတမ်းတိကျတယ်ပြီးတော့နောက်တစ်ခုကနောက်ခံလူတွေရဲ့ဒီဒီ center back တန်းလုံးရဲ့ line မှာ offside ကိုအမြဲတမ်း onside ဖြစ်အောင်ပြီးတယ်ထွက်သွားတဲ့အလုံးတွေကောင်းတယ် passing ကွက်တီပဲအဲ့ဟိုတလုံးဆိုရင် Anthony Elan ကအလုံးဆိုရင် Nick Waterbald Watermeld သူပိတ်နိုင်တဲ့တာနည်းနည်းလေးများသွားလို့နောက်က Anthony Elan ကရတယ်သူဘေးဘေးထွက်သွားတာဟိုဘက်က Athletic ဘက်ကထူးခြားခြားဘာမှမရှိဘူးဗျအဝေးကလှမ်းကန်တာတွေပဲသူတို့ area ထဲမှာထူးခြားခြား pressure မပေးနိုင်သူတို့အဝေးကကိုသမားကို nip ပုတ်ကိုလှမ်း test လုပ်တာပဲရှိတယ်ဒါ English Spain club တွေ champion league မှာ totally struggle ဖြစ်တဲ့အချိန်မှာ English club တွေကတော့ strong ဖြစ်နေသေးဖြစ်တယ် ညူကာဆယ်ဒါနှစ်ကိုးပြတ်နဲ့ပဲအေးဆေးနိုင်ပြီးတော့အခု ချန်ပီယံလိလေးပွဲမှာပထမပွဲဘာဆိုနာကိုရှုံးပေမဲ့ back to back သုံးပွဲဆက်ဒါအခု Union စိတ်ရဲ့ Benfica ရဲ့အခုထပ်ပြီးတော့နိုင်ပွဲရပြီးတော့ညူကာဆယ်ကတော့ဒါသူ့ရဲ့ပုံစံကောင်းကိုထပ်ပြီးပြသပြီးတော့နိုင်နေဆိုတော့သူတို့ ဒါမဲ့အဝေးကွင်းနှစ်ပွဲရှိတယ်ဘိုင်လီဘကူစင်ကိုအဝေးကွင်းတစ်ပွဲမာဆေးကိုတစ်ပွဲအရင်မညံ့ဘူးဗျဒါမဲ့သူတို့ရလက်ကောင်းနိုင်ကြီးရှိသူတို့ PSV ကိုအိမ်ကွင်းနဲ့သူတို့ခတ်ခဲမှာက Paris Saint-Germain နဲ့နောက်ဆုံးပွဲကျွန်တော်ထင်တော့ Newcastle ရှုံးထွက်16တင်းကို AC တက်လိမ့်မယ်ဒါကျွန်တော်အမြင်ပေါ့လေအားလုံးကျေးဇူးတင်ပါတယ်